မင်္ဂလာပါရှင် Radio Veritas Asia အာရှသမားတရားသံရွယ်ဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တင်လွှင့်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တူတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရဲ့ကိုစားကျွန်မ Sister Lucia ကနအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ မွေးနေဓမ္မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေ တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီကနေ့နှောင်းဝဲမာလာ30ရင်းနှစ်မှာကြက်ရောက်တဲ့မွနေရှင်များကတော့ကလောမြို့မှာ AF Sevilla ဗမော်မြို့မှာအေးမြတ်မြတ်ခိုင်ဗမော်မြို့မှာပဲဆန်းဆန်းမော်ဗမော်မြို့မှာပဲဟိမန်ဆောင်နေဖွေမြေသားမြို့မှာမောင်တန့်စင်ကျော်ပခုတ်ကူမြို့မှာ မမြင်မြင်သူရန်ကုန်မှ ကိုပေါခေါ်ဆိုသူတွင်ရန်ကုန်မင်္ဂလာတောင်ကျောင်းမှမောင်ဆိုင်ထွယ်အောင်ထိကြိုင်မြို့နယ်မိသားအရွာမှမောင်ငင်းချမ်းအောင်မြောက်ကိုင်းမှရွှန်းဝရီခိုင်တို့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ30ရက်နေ့မှာကြောက်ရောက်တဲ့မွနေရှင်များ ကြည့်ရှုနားဆင်အပေးနေသူများအလုံးအပေါ်ဖះရှင်ရဲ့ကောင်းကြီးများစရတဲ့ဘိုးတို့၍ခံစားရပါစေကြောင်း အချက်တမတရားမြန်မာပိုင်းအစီအစဉ်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပေရင်တေးတန်ရှင်ကေဂျာနူးတီဆိုထားတဲ့ဘက်တလဟင်းတေးတန်ဆိုတဲ့ခရစ်စမတ်ချင်းကိုတင်ဆက်ပေးလိုက်ပါတယ်အမြင့်ဆုံးသောအရာနဲ့ဖရာသခင်အော ngày lễ sẽ có chỉ từ đó nhìn ta chỉ chỉ see the tea. ရဏုကလာပမတနေကလေးတွင်ရှမတေဥဧဝံဂေလိချံအခန်းကြီး24အခန်းငယ်30ခေါ်မှ44တိုင်းလူသားကြီးကြွလာတော်မူခြင်းစီနောက်ရထက်ကကဲ့သို့အင်းဖြစ်လိမ့်မည်အကြောင်းမူကားရေလွှမ်းမမှုမီကာလ၌နောက်ဤသည်တင်မောအတွင်သို့ဝင်သည့်နေ့ရက်တိုင်အောင်သူတို့သည်စတောက်လျက်ထိမ်းရပေးစားလျက်နေကြ၏လူလမ်းမှုခြင်းရောက်လာ၍သူတို့အလုံးကိုတုတ်တင်ဖယ်ရှားသည့်တိုင်အောင် ထို့သူတို့သည်သတိမမူဘဲနေကြတကဲ့သို့လူသားဤကြွားတော်မူခြင်းသည်လည်းထို့သို့ဖြစ်လိမ့်မည်ထို့အခါလက်ထဲတွင် ရှိသောလူနှစ်ယောက်တို့အနေနဲ့တယောက်သည် ခေါဆောင်သွားခြင်းခံရ၍တယောက်သည်ကြံရည်လိမ့်မည်ချိန်ဆောင်ချိန်လျက်ရှိနေသောမျိုးသမီးနှစ်ယောက်နှင့်တယောက်သည်ခေါဆောင်သွားခြင်းခံရ၍တယောက်မူကားကြံရည်လိမ့်မည်ထို့ကြောင့်သတိနှင့်စောင့်နေကြတော့အเจ้าမူကားတင်သူ၏ဖျားသခင်ကြွားတော်မူသည့်အချိန်ကိုတင်သူမသိကြ ခိုးလာမိချိန်နာရီကိုပြင်ရှင်သိပါလေမိမိအိမ်ကိုမဖောက်ထွင်းစေရန်ဒီကံပုတ်ချစောင့်ရှောက်နေမိဖြစ်ကြောင်းကိုဟိုတင်တို့သတိမှတ်ကြတော့ထို့ကြောင့်တင်တို့စီလည်းအသိရှိနေကြတော့ကြောင်းမူကတင်တို့မမျှော်လင့်ထားသောချိန်နာရီ၌ဥသားစီကြွာလာသည်ဒီဒီပါယေရှုခရစ်သို့ခင်ဤမြတ်တော်အင်းဝင်ကြီးတရားတော် ရှင်းလသွားသောညီကူမောင်နှမပေါင်းတို့ဒီကနေ့အာရဝင်ဒူးကာလပထမတနုံးနေ့နေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်မဒေဥအခန်းကြီး24အခန်းငယ်30မှ44အထိ ဖြစ်ပါတယ်။ယေရှုဖျားရှင်ဒုတိယအကြိမ်ကြွလာခြင်းသို့မဟုတ်ကဘာကုန်တဲ့အချိန်ကိုဘယ်သူကမှကြိုတင်မသိပါဘူး။မသိတာပဲကောင်းပါတယ်။ဒါမှအနိကကြမှာပဲပြင်ဆင်တော့မယ်။ အခုတော့အပြစ်တွေနဲ့ပျော်ပါနေဦးမယ်ဆိုတဲ့စိုးရုပ်တဲ့အတွေးခေါ်ထားလို့မရမှာပါတခင်ယေရှုဒုတိယချင်းကြွာလာမယ့်အချိန်ကိုကြိုတင်မသိရလို့နေတိုင်းနေတိုင်းကိုယ်ဝိညာဉ်အတွက် ပြင်ဆင်ရင်းနဲ့စောင့်မျှော်နေရမယ်ခရစ်စမတ်မတိုင်ခင်၄ပတ်အာရဝိန္ဒုကာလဟာဘာသာသူတွေဖျားသခင်ကိုမျှော်လင့်နိုင်ဖို့ မျောလင့်ခြင်းပါရမီကို ရှင်သာစေနိုင်ဖို့အတွက်ဖြစ်ပါတယ်။ဖျားသခင်ကိုတကယ်ယုံကြည်တယ်ဆိုရင်အဲ့ဒီလူကဖျားသခင်ကို မျောလင့်မယ်။မယုံတဲ့သူကတော့မမျောတော့ဘူးဆိုတာသိကြပါတယ်။ငါအပြစ်တွေအတွက်ငါကနောင်တရရင်ဖျားသခင်ကငါကို ခွင့်လွှတ်မယ်ဆိုတာကို မျောလင့်တယ်။အပြစ်တွေအတွက်တကယ်နောင်တရရင်ဖျားသခင်ကငါကိုထာဝရကောင်းငင်ပုံမှာ လက်ခံကြိုးစိုးနေမယ်ဆိုတာကိုမျှော်လင့်တယ်မျှော်လင့်ခြင်းပါရမီဟာ ကျွန်တို့ကဲတင်ခြင်းအတွေ့သိအရေးကြီးပါတယ်တပည့်တော်ကြီးယူရာဟာမျှော်လင့်ခြင်းပါရမီမရှိဘူးဒါကြောင့်မျှော်လင့်ခြင်းရဲ့စန့်ကျင်ဘက်ဖြစ်တဲ့စိတ်ပြည့်ခြင်းနဲ့ပဲဘဝနေုံချုပ်ခဲ့ပါတယ်ကောင်းငင်ဘုံဟာကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်ဟုတ်ပြီမဲ့ ကောင်းကင်ဘုံရောက်ဖို့တခုတည်းအတွက်ပဲအသက်ရှင်နေကြတာမဟုတ်ပါဘူးလောကမှာအသက်ရှင်စဉ်အခါလှုပ်ဆရာတွေအများကြီးဖျားသခင်ကခိုင်းထားပါတယ်ကဘာမြေကြီးကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဖို့ခိုင်းထားပါတယ်ကျွန်တော်တို့ကိုလောကရဲ့အလင်းလောကရဲ့စာဖြစ်စေဖို့ခိုင်းထားပါတယ်ဒါကြောင့်လောကမှာတရားမျှတစေဖို့ငြိမ်းချမ်းရေးရှိစေဖို့ မေတ္တာတရားရှိစေဖို့အတွက်ကျွန်ုပ်တို့မှာတာဝန်ရှိပါတယ်။ပေတဲ့အထိဒီတာဝန်ကိုထမ်းဆောင်နေရင်းနဲ့တခိယေစုဒုတိယကျင့်ကြွလာတာကို မျှော်လင့်နေကြရပါမယ်။ခရစ်တော်တဖန်ကြွလာခြင်းကယုတ်တည့်ရဲ့ဖြစ်လိမ့်မယ်တဲ့။ဒါကြောင့်အနီးကကြမှာပဲပြင်ဆင်ဖို့အချိန်မရလိုက်တော့ပါဘူး။အခုငါတို့ဆုံးဖြတ်ချက်ကငါတို့ရဲ့အနာဂတ်ပါပဲ။ ထာဝရအတွက်ပါပဲအခု အခုဖရာသခင်ကို လက်ခံပါလားလက်မခံဘူးလားအခုဆုံးဖြတ်ရမှာပါ အခုဖရာသခင်ရဲ့တရားတော်ကို လက်ခံကျင့်သုံးကြမလားဒါမှမဟုတ်လက်မခံဘူးသဘောမတူနိုင်ဘူးလားအခုပြောပါ အခုဆုံးဖြတ်ပါ နေတိုင်းနေတိုင်းဆုံးဖြတ်နေရမှာပါ အခုသင်နေတဲ့အတိုင်းထာဝရမှာလေအဲ့ဒီလိုဖြစ်လိမ့်မယ်အခုသင်က သူတပားကို မုံတီးတာကိုပဲလက်ခံကျင့်သုံးနေသလားဒါဆိုတင်သေးပြီးရင်လေမုံတီးတဲ့လူတွေရှိတဲ့နေရာမှာထားဝရနေရမယ်နော်အခုတင်ကချစ်ချင်းမေတ္တာတရားကို လက်ခံကြုံကြည်ကြည်ကြနေထိုင်နေသလားဒါဆိုရင်တင်သေးပြီးတဲ့အခါချစ်ချင်းမေတ္တာရှိတဲ့နေရာမှာ ထားဝရနေရပါလိမ့်မယ်အခုလူ ခရစ်တော်တဖန်ကြွလာခြင်းကို ပြောရတာကရက်တွေရည်တွက်နေဖို့ပြောတာမဟုတ်ပါဘူးအစဉ်သင့်ဖြစ်နေဖို့ပြောတာဖြစ်ပါတယ်သင်အစဉ်သင့်ဖြစ်နေပြီလားသင်ဝိညာဉ်အစဉ်သင့်ပြင်ဆင်ပြီးဖြစ်နေမဲ့အနေထားကတော့နေတိုင်းဖျားသခင်ကို နာခံတတ်ဖို့ပဲဖြစ်ပါတယ်ကျမ်းစာထဲမှာပါတဲ့ဖျားသခင်ရဲ့နှုတ်တော်ထွက်စကားတွေကို နာခံတာက င့်ကောင်းကျိုးအတွက်ပါသင်ပျော်ရွှင်နိုင်ဖို့အတွက်ဘုရားသခင်စကားကိုနားခံကြင့်ကြံပါသင်ကြားမာစေဖို့အတွက်ဘုရားသခင်ရဲ့စကားအတိုင်းစိတ်ကောင်းနှလုံးကောင်းထားပါဒါဟာသင်ဝိညာဉ်ကိုအကောင်းဆုံးပြင်ဆင်နေတာပါပဲနားဆင်သူအားလုံးပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။အိုတနာကယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကယူနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာရောက်ရှိနိုင်ရန်ကိုယ်တော်ရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များ အားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့် ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား

ယနေ့ကျွန်ုပ်တို့သည်စစ်ပွဲများနှင့်အကြမ်းဖက်မှုများကြားတွင် နေထိုင်နေကြသော ခရိယန်များအတွက်ဆုတောင်းကြပါသည်။နာကျင်မှုများဝန်းရံနေသည့်တိုင်ထိုသူတို့သည် ကိုရောရှိနေခြင်း၏နုညံ့သိမ်မွေသောကျင်နာမှုကို၎င်းယုံကြည်ခြင်း၌ရှိသော ကျွန်ုပ်တို့ညီကိုမောင်နှမများ၏ဆုတောင်းခြင်းများကို၎င်းမရမနာခံစားနိုင်ကြပါစေ။ အကြောင်းမှာကိုရောအားဖြင့်သာလျှင်ညီကိုမောင်နှမများ၏မေတ္တာများဖြင့်တလုံးတော်ဝါဒီရှိစေကာပြန်လဲတင့်မြတ်ခြင်း၏မျိုးစေ့များဖြစ်လာနိုင်ကြပြီးဒိငယ်သည်ဖြစ်စေ ကြီးမားသည်ဖြစ်စေမျော်လင့်ခြင်းကိုတည်ဆောက်ကြသူများခွင့်လွှတ်နိုင်စွမ်းကိုရှေ့ဆက်တိုးနိုင်စွမ်းရှိသူများကွဲပြားမှုများကို ပေါင်းကူးပေးသူများနှင့်ဂေယုနာတော်နှင့်တရားမျှတမှုကိုရှာဖွေသူများ ဖြစ်လာနိုင်ကြပါစေ။ငြိမ်းချမ်းရေးအတွက်လှူဆောင်ကြသူများကို မင်္ဂလာရှိစေတည်းဟု ခေါ်ဆိုခဲ့သော သခင်ယေရှု။တဟဇာတဖြစ်မှုမရှိသည့်နေရာများတွင်ကျွန်ုပ်တို့ကိုကိုရောရှင်၏ငြိမ်းချမ်းရေးပေါ်ဆောင်သူကရိယာတစားပလာများ ဖြစ်လာစေပါ။အမှောင်ဆုံးသောအချိန်များတွင် မျောလင့်ခြင်း၏အရင်မြစ်ဖြစ်တော်မူသောတန်ရှင်သောဝိညာဉ်တော်ဖျား။ ဒုက္ခဆင်းရဲခံရသူများ၏ယုံကြည်ခြင်းကိုထောက်ပံ့ပြီး၎င်းတို့၏မျှော်လင့်ချက်ကို ခိုင်ခံ့စေပါ ကျွန်ုပ်တို့ကိုလစ်လျူရှုမှုတဲသို့ မကြောက်စေပဲယေရှုသခင်ကဲ့သို့စီးလုံးညီညွတ်မှုကိုတည်ဆောက်သူများဖြစ်လာကြပါစေ။ ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။